ီဇင်ဘာလ30ရက်နေ့ညနေပိုင်းကစစ်တွေမြို့နယ်မှန်စီရဲကင်းမှာတာဝန်ကြားတဲ့ရဲတပ်သား2ဦးကိုအမည်မသိဘင်္ဂါလီရှေ့ဦးကရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီလိုရိုက်နှက်ခံရမှုကြောင့်ရဲတပ်သား2ဦးသေဆုံးခဲ့ပြီးတဦးကတော့ဆေးရုံတင်ထားရဆဲဖြစ်ပါတယ်။ဖြစ်စဉ်မှာစစ်တွေမြို့နယ်မှန်စီရဲကင်းမှာတာဝန်ကြားနေတဲ့ရဲတပ်သား2ဦးကရဲကင်းရဲ့အနောက်ဘက်3ဖာလုံခန့်အကွာရှိတရုတ်တင်ဆိုင်ကိုရောက်ရှိခဲ့စဉ်မှာအဆိုပါတင်ဆိုင်ရဲ့အုပ်ဂူတွေကိုဖျက်ဆီးနေတဲ့ဘင်္ဂါလီရှေ့ဦးနဲ့တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့်အဆိုပါဘင်္ဂါလီတွေကိုအုပ်ဂူတွေကိုမဖျက်ဆီးဖို့တားမြစ်ခဲ့ရာဘင်္ဂါလီတွေကအသိဉာဏ်ဆောင်လာတဲ့တန်တူရင်းနေနဲ့ဝိုင်းဝန်းရိုက်နှက်မှုခံခဲ့ရပါတယ်ဒီလိုရိုက်နှက်ခံရမှုကြောင့်ရဲတပ်သားတအူးဖြစ်သူတန့်စင်ဝင်းကဥကောက်ညာဘက်ကြိုးဆောင်မှာတလက်မခွဲခံပေါက်ပြဲတံရနှစ်ချက်ရရှိပြီးတပ်သားကြော်ကြော်မှုမှာတော့ဥကောက်ညာဘက်ကြိုးဆောင်မှာတလက်မခွဲခံပေါက်ပြဲတံရနှစ်ချက်နှစ်ဖူးရဘက်မှာတလက်မခွဲခံရှိပေါက်ပြဲတံရတစ်ချက်ရရှိခဲ့ပါတယ် အဲ့ဒီအတွက်ရတတသားနှစ်ဦးကိုစစ်တွေစေယုံကိုချက်ချင်းပို့ဆောင်ကအတွင်းလူနာအဖြစ်စေဝါကုသမှုခံယူစေခဲ့ပါတယ်။ဒီလိုစေကုသနေရာကနေတပ်သားတန်စင်ဝင်ဟာဒီဇင်ဘာလ31ရက်နေ့နနက်တနားရီခန့်မှာဒဏ်ရာကြောင့်တင်ဆောင်ခဲ့ပြီးတပ်သားကြကြုံမှုကတော့အတွင်းလူနာအဖြစ်ဆက်လက်ကုသမှုခံယူရရှိပါတယ်။အခုလိုဖြစ်ပွားခဲ့မှုပေါ်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တည်င်းထုတ်ပြန်ရေးနဲ့မှတ်တမ်းပြုစုရေးဆက်ကော်မတီဥက္ကဋ္ဌဦးလာသိန်းက ခရိုင်ရဲတပ်ဖွဲ့မှုဒုရဲမှုကြီးသစ္စံဦးဆောင်တဲ့အဖွဲ့ဟာမှန်စီကိုတွားရောက်ကတရခန်နေဖမ်းဆီးနေပြီလို့ဆိုပါတယ်။ဒီဇင်ဘာလ31ရက်တွင်အရာတရခန်3ယောက်ကိုဖမ်းမိထားပြီးဥပဒေအကြောင်းအရဆက်လက်ဆောင်ရွက်သွားမယ်လို့ဦးလာသိန်းကဆက်လက်ပြောပါတယ်။အခုလိုပြစ်မှုကျူးလွန်သူတွေကိုပြစ်မှုဆိုင်ရာဥပဒေပုံမှ290ပုံမှ333ပုံမှ302တို့နဲ့အမှုဖွင့်တရားဆွဲဆိုနိုင်တယ်လို့သိရပြီးလက်ရှိမှာတော့စစ်တွေမျိုးမျိုးမှရဲစခန်းကနေပေါ့ဆောက်333 ပြည်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်နဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါဗျ။